မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့နေလင်း YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ဒီထိတ်စီမဟုတ်ရင်အပိတ်အလဲပါနော် sorry ထိတ်စီမဟုတ်ရင်အလဲမှာရှားပေးနေတဲ့ကီးနှလုံး20ကိုကျွန်တော်တို့မိတ်ဆွေများသိလာလို့ရအောင်20နဲ့တကွာအရှင်းပြပေးသွားမှာဖြစ်ပါတယ်ပါနော်ကျွန်တော်20မပြခင်မှာသူရှားပေးသွားတဲ့ဟာလေးကိုကျွန်တော်တို့အတူတူလေ့လာကြည့်မယ်ပါနော် နံပါတ်1အနေနဲ့နင်းကားဒီထိတ်စီတမဟုတ် အလေပါနော်အဲ့မှာတို့က6နှစ်ရှောင်းဆိုတဲ့အတွက်နေ့တလုံးကအလေနေရာကချားပေးသွားတာဖြစ်ပါတယ်ဒီနင်းကားထဲကနေ့တလုံးအလေဖြစ်ပါတယ်ပါနော်โอเคနောက်ထပ်တစ်ပြန်မှာတော့တနည်းအရာကျွန်တော်ချစ်တဲ့ရတာဖြစ်ပါတယ်ချစ်တဲ့မှာတော့လေချစ်တဲ့ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာ6တလုံးဒီအလေနေရာကချားပေးသွားတာဖြစ်ပါတယ်ပါနော် တင်တစ်ကတော့အပိတ်နေရာမှာဖြစ်ပါတယ်။၅ရှစ်အထီကိမှာတော့၅၉ရှစ်ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာ၅တလုံးက ထိတ်စီးနေရာဖြစ်ပါတယ်ဗောနော်။ရှစ်တလုံးက အပိတ်မှာဖြစ်ပါတယ်။တော်တော်ကျွန်တော်တို့ကအလဲနဲ့ထိတ်စီးနေရာပဲယူတဲ့အတွက်ကြောင့်မို့အပိတ်မှာမပြတော့ဘူးဗောနော်။တီတီလေးကြီးမှာတော့တီတီချောက်ဆိုတဲ့အတွက်ထိတ်စီးနဲ့အလဲထိုင်နေရာမှာဆိုပြီးတီတီအပူချထားရတယ်ဗောနော်။ဒီကုနဲ့ ထိစီတော့မဟုတ်အလေမှာကြတော့ကိုယ်ဒီလုံးဒီအလေနေရာကခြားပေးတော့တာဖြစ်ပါတယ်ကိုနှစ်ထဲကကိုယ်ဒီလုံးပါနော်ချောကိုထဲကငါးကိုသုံးဆွေအတွက်ကြောင့်မို့ဒီကိုယ်ကလည်းအလေထဲနေရာကအထပ်ပြီးခြားပေးတော့တာဖြစ်ပါတယ်ဒီခွန်သုံးမြထိစီတော့မဟုတ်အလေမှာဆိုရင်တော့ကျွန်တော်ဒီမှာသုံးမြတစ်လုံးကအလေနေရာမှာပဲထပ်ပြီးခြားပေးတော့တာဖြစ်ပါတယ်တုံးများရဲ့တုံးရဲ့ဒီတုံးများတုံးဒီအလေ ထိပ်ပေါ့နော်အဲ့မှာတုံများတလုံးအလဲနေရာကခြားပြေးသွားတာဖြစ်ပါတယ်တုံတလုံးကတော့အပိနေရာမှာဖြစ်ပါတယ်ပေါ့နော်နောက်ထပ်တုံများ3 key ပဲထပ်ပြီးရတာဖြစ်ပါတယ်3 3 6ဆိုတဲ့အတွက်3 key ထိရှိနေအလဲနေရာမှာဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်တစ်ပင်မှာခွန်တုံများအထီး key ဖြစ်ပါတယ်တုံများ၄တိဆိုတဲ့အတွက်တုံများတလုံးဒီထိရှိနေရာကဖြစ်ပါတယ် ရှောက်ကိုကီမာတော့ချစ်ရှောက်ခွန်ဆွဲအတွက်ခြောက်သလုံးအလဲနေရဖြစ်ပါတယ်ဗောနော်အဲ့ဒီကီတန်နီဒီထိတ်စီမဟုတ်ရင်အလဲဖြစ်ပါတယ်ဗောနော်ခြောက်သလုံးကအလဲနေရဖြစ်ပါတယ်နောက်ထပ်တစ်ပြန်မှာလည်းရှောက်ကိုပဲဖြစ်ပါတယ်ရှောက်တုံများရှောက်စရဲအတွက်အဲ့ဒီမှာတော့ခြောက်ဒီထိတ်စီနေရဖြစ်ပါတယ်ခင်ဗျာတုံးရှောက်အတီကီဖြစ်ပါတယ်ဗောနော်တုံးရှောက်အတီကီမှာရှောက်ရှောက်မြစ်စရဲအတွက်ခြောက်သလုံးဒီထိတ်စီနဲ့အလဲနေရမှာဖြစ်ပါတယ် နောက်ထပ်တစ်ပြင်မှာလည်းရှောင်းကိုကီထပ်ပြီးရာနေတယ်ပေါ့နော်။ရှောင်းရှောင်း၅ဆွေအတွက်ရှောင်းတလုံးထိတ်စီနဲ့အလဲနေရာမှာဖြစ်ပါတယ်။နောက်ထပ်တစ်ပြင်မှာရှောင်းကိုဖြစ်ပါတယ်ပေါ့နော်။၉ရှောင်းနှစ်ဆွေအတွက်အဲ့ဒီမှာ၉ရဲ့၆ရဲ့ထိတ်စီနဲ့အလဲထဲနေရာမှာခြားပြီးသွားတာဖြစ်ပါတယ်ခင်ဗျာ။ခွန်တုံများကီဖြစ်ပါတယ်။တုံညာလေးလေးဆွေအတွက်တုံညာတလုံးထိတ်စီနေရာဖြစ်ပါတယ်ခင်ဗျာ။ နင်းငါကီးမှာတော့နင်းနစ်သေးဆွဲအတွက်နစ်လုံးထိတ်စိနေအနေနေရာဖြစ်ပါလေ။ရှစ်တိအတိကီးမှာတော့ရှစ်လေးသုံးဆွဲအတွက်ရှစ်တလုံးဒီထိတ်စိနေရာကဖြစ်ပါလေ။ Okay အဲ့ဒီမှာတော့အကြိမ်ကြီးအဖြစ်ဆက်ချစ်ကြိမ်ရှိသွားပြီဖြစ်ပါလေပေါ့နော်။ထိတ်စိတော့မဟုတ်ရင်အလေနေရာမှာခြာပင်းနေတာဖြစ်ပါလေ။ โอเคနောက်ထပ်နံပါတ်စဉ်16ပါเนาะ36ကီရနေတာဖြစ်ပါတယ်ခုနကရှင်းလေးသုံးပြီးတော့အခုမှတော့အချက်63ဂျာပေးသွားတယ်ပါเนาะဒါကြောင့်မို့အဲ့ဒီ36ထဲက6တလုံးအလေနေရာကဂျာပေးသွားတယ်ပါเนาะ3တလုံးကအပိန်မှာဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာကျွန်တော်တနည်းအရာနေ9ကီရနေတာဖြစ်ပါတယ်ရှင်းလျှောက်သုံးပြီးတော့နှစ်3ညာ9ဖြစ်ပါတယ်ခင်ဗျနှစ်3ညာ9 နင်းငါးတဲ့ကမြေတလုံးထိပ်စီးနေရဖြစ်ပါတယ်ဗောနော်နေထိပ်စီးနေတောင်ညာကိုဗောနော်လေးခွန်အလေတုံးမဟုတ်ထိပ်စီးအထီးကြီးဗောနော်နေတောင်ညာကိုပြီးတော့ခွန်ခွန်ကိုဆိုတဲ့အတွက်ကြောင့်မို့လေးခွန်ထဲကခုနှစ်တလုံးထိတ်စီနဲ့အလဲထိုင်နေရမှာဖြစ်ပါတယ်ခွန်တလုံးထိတ်စီနဲ့အလဲနေရဖြစ်ပါတယ်ဗောနော်နံပါတ်20မှာတော့ခွန်တောင်ညာကြီးဖြစ်ပါတယ် ခွန်ခွန်ကိုပြီးတော့ခွန်တုံညတုံညချပေးသွားတာပေါ့နော်ခွန်တုံညတုံညဆွဲအတွက်အဲ့ဒီမှာအထီးကီနှလုံးစလုံးထိတ်စီနဲ့အလဲမှာပြီးသွားတယ်ပေါ့နော်ပိမ့်မှာလည်းတုံညတစ်လုံးဖြစ်ပါတယ်ကီနှလုံးစလုံးအပြီးဖြစ်ပါတယ်ပေါ့နော်နံပါတ်7 20နဲ့3မှာတော့ခွန်တုံများကီပီထားရတယ်ဗောနော3ခွန်ခွန်ဖြစ်ပါတယ်အဲ့ဒီမှာထိတ်စီအလဲ ထီးကီးဆိုရင်တော့ခုနှစ်တလုံးကအလဲနေရာမှာခြားပေးသွားတာဖြစ်ပါတယ်။နံပါတ်စင်နဆယ်နဲ့လေးမှာတော့9နှစ်ထီးကီးရနေတာဖြစ်ပါတယ်။3ခုခုပြီးတော့သူခြားပေးသွားတာကချစ်ကိုလေးဖြစ်ပါတယ်။ Okay 9နှစ်ထဲက9တလုံးအလဲနေရာကခြားပေးသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ okay အချိန်အဖြစ်20နဲ့အသေးချိန်ရှိသွားခဲ့ပြီဖြစ်ပါတယ်ဗောနော် ါလေးကိုကျွန်တော်တို့မိတ်ဆွေများလေ့လာလို့ရအောင်တွင်နည်းနဲ့တကွအချင်းပြပေးသွားမှာဖြစ်ပါတယ်အသုံးလိုတဲ့မိတ်ဆွေတွေအတွက်အကြည့်ရတာဖြစ်ပါတယ်ဗောနော9986ပြင်6နှစ်လျှောက်ဒီမှာထိတ်စီးတော့မဟုတ်အလေထိုင်ဗောနော်အဲ့ဒီကီနှလုံးဒီထိတ်စီးတော့မဟုတ်အလေဆိုရင်တော့ဒီမှာအလေအလေအဒီမှာအလေထိန်တောက်လျှောက်ပေးနေတယ်ဗောနော်ထိတ်စီးအလေထိတ်အလေအလေအလေမှာပေးတာပုံပြီးများနေတယ်ဗောနော် မြန်မာ6အလဲနိထိတ်ခွန်အလဲ900မှာ3အလဲ300မှာ9အလဲ9မှာ9အလဲဆိုပြီးတော့အလဲထိုင်းနေရာမှာရှားပေးတာများတယ်ပေါ့နော်โอเคဒါကတော့သူရဲ့ယူတဲ့နေ့ဖြစ်ပါတယ်ကျွန်တော်စာအနေနဲ့မပြတော့ဘူးဒီနှစ်တုံများ9တပင်ကနေ009တပင်ကိုပြပေးမယ်ပေါ့နော်နေနေနာ9000 3000 10000 10000ဆိုတဲ့အတွက်အဲ့ဒီမှာနိနိပေါင်းရှင်းသေးရမှာပေါ့နော် နင်းနေနှစ်ပေါင်းလေးလေးကိုပုံတည်၃ပေါင်းရတာဖြစ်တဲ့အတွက်ခုနှစ်ဖြစ်ပါတယ်လေးခွန်ကီးမှာခွန်ခွန်ကိုခုနှစ်တလုံးကထိတ်စီးနဲ့အမဲထိုင်နေရမှာဖြစ်ပါတယ်ခင်ဗျာလေးခွန်တဲကခုနှစ်တလုံးခွန်ခွန်ကိုပါနော်နောက်ထပ်တစ်ပင်ဒီနေ့အတိုင်းပဲထပ်ပြီးရှင်းပြပေးသွားမယ်ပါနော်ဒီကိုနာကျန်ရ78ရှင်းနဲ့3ပေါင်းတာ71ခွန်တလီခွန်ခွန်နဲ့တီ6နဲ့ပေါင်းတာ73ကိုတုံးဒီက20နဲ့ခွန် လေးလေးပေါင်းတာ၈ဒီရှင်းနဲ့ပေါင်းတာ16ဖြစ်ပါတယ်ဗောနော်โอเคဒီကနက်အားလုံးပေါင်းတာဖြစ်ပါတယ်3 6ပေါင်းခြင်းကျွန်တော်တို့ဒီမှာ3ဗောနော်3ကို3ပေါင်းခြင်း6 3ယောက်ကြီးမှာခွန်3ည3ည sorry ကျွန်တော်တို့ဒီမှာပေါင်းတာ3ခွန်ပေါင်း10ယောက်နဲ့1ပေါင်းခွန်ရမှာဗောနော်ကျွန်တော်ခွန်ကို3ပေါင်းရင်10ဖြစ်ပါတယ်ခွန်3ည3ကြီးမှာခွန်3ည3ည3ဖြစ်ပါတယ်အဲ့ဒီမှာအပြီးပြီးသွားတယ်ဗောနော်ကနန်းနှလုံးစလုံးထိတ်စီအလေးအပိတ် ခြားပြီးတွားတာဖြစ်ပါတယ်အပူဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့လေးခွန်ကီးမှာခွန်ခွန်ကိုခွန်တုံများကီးမှာခွန်900ပြန်ပြီးပြပေးသွားမယ်ဗောနော်လေးခွန်နဲ့90ဖြစ်ပါတယ်ဒီမှာဗောနော်အကျဉ်းရအဖြစ်ဆိုရင်တော့ကျွန်တော်ဒီ20နဲ့တင်ပါဗောနော်လေးခွန်ပါခွန်ခွန်ကိုခွန်300များမှာ900ဒီခွန်300ရဲ့900ရရတာကိုထပ်ပြီးရှင်းပြပေးမယ်ဗောနော် ကျွန်တော်ဒီ9နဲ့10နဲ့ပေါင်းရှင်းက600ရတာဖြစ်ပါတယ်။ခွန်935 9နဲ့ဒီ4ပေါင်းရှင်း9ဖြစ်ပါတယ်။အလဲက10နဲ့ချိန်ပေါင်းနဲ့ရှင်းနဲ့ပေါင်းရင်10ဒီကရရှင်းနဲ့ပေါင်းရှင်း7ဖြစ်ပါတယ်။အနောက်ဆုံးက6နဲ့8ပေါင်း14 6နဲ့4ပေါင်း20 9ရှစ်ပေါင်း29ဆိုတဲ့အတွက်ကြောင့်မို့ခွန်တုံများကြီးပဲထပ်ရတယ်ပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်3ခွန်ခွန်ချပေးတော့တဲ့အတွက်အထီးကြီးခုနှစ်တလုံးကအလဲနေရာဖြစ်ပါတယ်ပေါ့နော် ခွန်3ညအတီးကီမှာ3ခွန်ခွန်ပါနော်ရှစ်ကိုလေးတပင်ကိုထပ်ပြီးချင်းပြပါမယ်လေးလေးနဲ့လေးပေါင်းရှစ်ရှစ်ခွန်56တီချောင်းနဲ့ပေါင်းရင်7နှစ်နှစ်နှစ်နဲ့3ပေါင်း5 5နဲ့တီအကရဲ့6နဲ့ပေါင်းတာ7တီ3ညနဲ့7ပေါင်းတာ8 7နှစ်ပေါင်း20တီ7ပေါင်းရှင်9ရာတွေအတွက်ကြောင့်မို့တွင်နေအရာ9ကို3ပေါင်းရှင်က7နှစ်9နှစ်ကီးမှာရှစ်ကိုလေးဆိုတဲ့အတွက်အတီကီ9တလုံးအလဲထိုင်နေရာကပဲခြာပြီးသွားတယ်ပါနော် โอเคကျွန်တော်တို့ဒီတကြိမ်အတွက်ထပ်ပြီးလေ့လာကြည့်အောင်ပါနော်ဆက်ပြီးတော့ခြားပေးသွားအောင်မလားပါနော်ရှစ်ရှစ်နဲ့ဒီတေပေါင်းရှင်ကိုကိုးနဲ့ဒီလေးပေါင်းတာ73ကိုခုနလီ63 3နဲ့5ပေါင်းရှင်း600မှာဖြစ်ပါတယ်ဗောနော်3နဲ့ချိန်ဟာ6ခုနဲ့ပေါင်းတာ73 6ခုပေါင်း68ပေါင်းတာ74ဗောနော်33ပေါင်းရှင်း6 6နဲ့4ပေါင်းရှင်း30ဒီရှစ်တစ်လုံးကြံနေတဲ့အတွက်ကြောင့်မို့ ဲ့ဒီရှစ်ကို၃နဲ့ပေါင်းတာက7ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီရှစ်တအထင်ကြီးနှလုံးရနေတာဖြစ်ပါတယ်ဗောနော်ဒါဒီ20အရာဖြစ်ပါတယ်20အရာဆက်ပြီးတော့ခြားပေးသွားခင်မယ်ဆိုရင်တော့ရှစ်တထဲကထိန်စီလာတုံမဟုတ်အလဲထိန်လာဗောနော်โอเคဆက်ပြီးတော့ခြားပေးသွားပါစေဗောနော်ဒီလိုလေးတောက်လျှောက်ပေးနေတာဖြစ်ပါတယ်20အရာရှစ်တအထိန်စီတုံမဟုတ်အလဲထိန်ဖြစ်မယ်ဗောနော် โอเคဒါလေးကတော့ကျွန်တော်တို့ဒိတ်စီတမဟုတ်အလေးချင်းယူတဲ့နေ့နံပါတ်1ဖြစ်ပါတယ်နံပါတ်2ကိုနောက်ထပ်ဗီဒီယိုမှာသင်ပေးသွားပါဦးမယ်ခင်ဗျာ